ဒီမွေးနေ့မှာဖယားတော့ချောင်းချပါဒီမွေးနေ့မှာလာဆောင်မဲမဲညနာလိုချင်တာရကောဝဲပြီးမင်းရဲ့မွေးနေ့မှာတစံဖန်ကိုအပိနာစင်နေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်။ပရိသတ်များအားလုံးအတွက်အမှတ်တရနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပြရောက်မှာဖြစ်ပါရှင်။ သစဉ်ပရိသတ်များရှင်မတရားနေ့စီစဉ်ရဲ့ဝင်းနေဆူတောင်းစီစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့ဝင်းနေဆူတောင်းပေးရမယ့်ဝင်းနေရှင်လေးကတော့မတလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်မှာနေတဲ့မမေတော်အောင်စိန်ရဲ့တတရားပြည့်ဝင်းနေအတွက်ပဲဖြစ်ပါတယ်။မမေတော်အောင်စိန်ရဲ့တတရားပြည့်ဝင်းနေအတွက်ကိုတော့မတလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့မှာနေတဲ့သမီးမခင်မြင့်သမီးမဆန်းမြင့်နဲ့ရွှေပန်းခွင့်စက်ရုံကမြေတဆူကပောင်းဝင်စုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ ပရိသတ်များရှင်ဒီတစ်ခါမှဆက်လက်ပြီးအောင်ဆူတောင်းပြရမယ့်ဝင်နေရှင်ကတော့ခေတ္တအိုမန်နိုင်ငံမှာရောက်ရှိနေတဲ့မတ်ဆူနင်းလွင်ရဲ့ဝင်နေအတွက်ပဲဖြစ်ပါတယ်။မတ်ဆူနင်းလွင်ရဲ့29နှစ်ပြည့်ဝင်နေအတွက်ကိုတော့ရာဂမာနေတဲ့ကိုစင်မျိုးတန်းကနေပြောပောင်းဝင်ဆူတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဝင်နေဆူတောင်းလေးနဲ့အတူစကားလက်ဆောင်လေးကိုလည်းပါထားပါသေးတယ်။စကားလက်ဆောင်လေးကတော့ပြလာမယ့်နေ့ထိစောင့်နေပါတယ်။အရန်လေးချစ်ပါတယ်ဆိုပြီးတော့စကားလက်ဆောင်လေးပေးထားမှာဖြစ်ပါတယ်ရှင်။ ရိတ်သက်များရှင်ဒီတစ်ခါမှဆက်လက်ပြီးရဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်လေတက်ကဘူကြီးအောင်လင်းဆိုရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။ဘူကြီးအောင်လင်းဆိုရဲ့35နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မက်ခင်မြဝင်မက်အေမျိုးတန်မက်ဆုနဒီလင်ရန်ကုန်ကကိုကျော်စောဘူကြီးနေလင်ဦးဘူကြီးကျော်စွာလင်စစ်တီအောင်ဖြိုးကျော်နဲ့တငယ်ချင်းတွေကိုညင်ကြီးမက်ထထခိုင်ရှင်သက်နယ်ဝင်စင်မနယ်ဝင် မန္နအီဆာ မန်နန်သူဆောင် မတ်တထောင်ဆာမတ်အီမိုဆာမတ်အီဖြိုချယ်ရီမတ်ပပဝင်းမတ်တရဖီမတ်ဆမ်မြတ်သူမတ်အီအောင်မတ်ကြောင့်နေမမေသူမတ်ခခခိုင်တို့ကနေပြီးတော့ပအဝင်စုတောင်းပေးလာပြီဖြစ်ပါတယ်ရှင်တစရဖန်ပြိသက်တွေအားလုံးကိုမတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်လေးကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါရရှင်။ ပြည်ထောင်များရှင်ဒီနေ့မှတရားနေ့စီစဉ်ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူကတော့ရန်ကုန်ကမတ်စမာနေဝင်ပဲဖြစ်ပါတယ်။သူကတော့ရန်ကုန်မှာနေတဲ့ကိုဝေရံမုံနဲ့မက်ခင်စာဝင်တို့ရဲ့ချစ်သူတက်တန်၃နှစ်ပြည့်အတွက်ကိုပါဝင်တောင်းဆိုပေးလာပဲဖြစ်ပါတယ်ရှင်။ တစဉ်ပရိသတ်များရှင်အမတ်တရားနေ့အစီအစဉ်ကိုတော့ချွာတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင် ပရိသတ်ကြီးကအမတ်တရားနေ့အစီအစဉ်ကနေပြီးတော့မွေးနေ့ရှင်နေတဲ့အတူတူစစ်သူဆောင်တွေမင်္ဂလာစနေမောင်နှံတွေအားလုံးအတွက်ကိုစုမော်စကားလေးတွေတောင်းပေးချင်နေဆိုရင်တော့တစဉ်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639639ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ7:00နာရီအတွင်းမှာမိမိတောင်းဆိုပေးချင်တဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ် ဒဇန်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3336391639နဲ့တူတူဒဇန်ဖန်အနာဒီမတ် YouTube Channel မှာလည်းကွန်မန့်လေးနဲ့တူပေါင်းဝင်တောင်းဆိုနိုင်ပါတယ်ဆိုတော့အသိပေးရင်ပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။